ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးမဟာဆွေဤဒုမိမိဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှင်းနေဖြင့်ဆက်လက်ဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာအခန်း၄ ဥရင်တို့သားပါကဂုံတယ်လမ်းရှိတိုက်ပါတွင် ကောင်းချင်းရရွေ့နေကြပြန်လေဒီကောင်းရဲ့ကံကတော်တော်ကောင်းနေသေးတယ်ဘဘရဲ့အေးကံကောင်းလို့ပေါ့ကွယ်အဘအလွန်စိတ်စိတ်ဆက်ဆက်ကြံခဲ့တာပဲပြတင်းတကားဖွင့်ထားတာသူရိပ်မိသလားမရိပ်မိပါဘူးပလိတ်လာစစ်လို့သူပြန်ပြောတော့ဘဘလည်းရှိပါတယ်သူ့မိတ်ဆွေတူဦးကကနေ့သတိနဲ့နေပါဆိုလို့တညာလုံးမအိပ်ဖဲစောင့်နေတာလေကွာဟင်ဘယ်မိတ်ဆွေတွေပါလဲ ဟိုကလေးမပေါ့ကွယ်ဘာပြုတ်လို့လဲဆိုတော့အစီကံပါကလေးစာလာပြီးတော့ဘဘကယူလိုက်တယ်ဒီလိုဘဘယူတာသိလို့နောက်ထပ်ကြမ်းဖန်ပြီးအကြောင်းကြားထားတာဖြစ်ရမှာပေါ့အဖမ်းခံနေရတဲ့အကောင်တွေအတွက်ကတော့ဘယ်နဲ့လုံးမလဲဘဘစီမံပြီးပါပြီထောင်ကြရင်ထောင်တဲ့ချောင်းချောင်းချီချီနေဖို့သူ့မယားကိုထောက်ပံ့ဖို့သူ့ရှိတွင်သူ့မိမလက်ထဲငွေ900ကျပ်ပေးခဲ့ပြီကွဒီလိုသာသူတို့ကိုကြံနိုင်မအောင်ရင်ခက်တော့တာပဲ ငါသားကြီးကလည်းဟိုတငယ်မကူမရအောင်မလဲနိုင်ပဲကိုကွခုဒီတငယ်မကြောင့်ဘဘတို့အကြံပျက်စီးခဲ့တာပဲသူကလည်းကိုမျိုးညွန့်ကိုအခုတည်းထိဆွဲလန်းလို့မို့ကျွန်တော်ဘယ်တော့အပြောကောင်းကောင်းကျွန်တော်စကားမယူတိုးနိုင်ဘူးဗျာဒါဖြစ်ရင်မျိုးညွန့်ပေါ်မြစ်တာပြက်အောင်ဘဘအကြံစီပေးရမှာပေါ့ကွဘယ်နဲ့ကြံမလဲမုံပါဆိုလို့ဘယ်မှာမုံပါမလဲဟဲလူမိုက်ဒီလိုတရိုက်ကြံလို့ဘယ်ဖြစ်ပါမလဲနောက်မင်းလည်းလူတလုံးသူတလုံးလုံနေအောင်မှာမသိမချင်းမှတ်ထား မိန်းကလေးများဟာသူတို့ချစ်တဲ့သူကိုမချစ်နဲ့ဆိုလို့လည်းမရဘူးတက်ပြစ်တောင်လက်လျှော့မှမဟုတ်ဘူးဒီတော့သူတို့ချစ်နေတဲ့ယောက်ျားကလေးဟာအခြားမိန်းကလေးတဦးနဲ့ချစ်ကြိုက်နေကြောင်းကိုယုတ်တိယုတ်တာနဲ့ပြောပြလို့သိရှိရင်မြစ်တာဟာတစတစပြက်လာတတ်တာပဲကွနို့မျိုးညွန့်ဟာဘယ်သူနဲ့ချစ်ခဲ့တယ်လို့ကျွန်တော်တို့လက်စုပ်လက်ကင်မှမပြနိုင်ပဲဟုတ်နိုင်ပါမလားဘဘရဲ့အဲ့ဒါကြောင့်မင်းတို့မှာကာလာသားဆိုပြီးကာလညံမမိသေးဘူးလို့ဘဘပြောနေတာနားထောင်ကွယ်ဘဘအကြံပြောပြမယ် အခုတို့ရန်ကုန်မှာ ပုံသူရေးတဲ့ပကြီးကျော်တွေဘာလို့ဖို့ထားတာလဲအဲသူတို့ကိုငွေများများပေးခံရင်ဘဘတို့အကြံအောင်ရောမဟုတ်လားဘယ်လိုကြံမလဲဘဘရဲ့အဲ့ဒီပကြီးဆရာကိုမျိုးညွန့်ရဲ့တပ်ပုံပေးဒီပြင်မိမချော်လေးရဲ့ပုံကတော့ပကြီးဆရာရဲ့စိတ်ကူးနဲ့ဆွဲရောအဲ့ဒါလိုမျိုးညွန့်နဲ့မင်္ဂလီတွဲပြီးဆွဲထားတဲ့ပုံကိုတခါဓာတ်ပုံရိုက်ပြီးပြန်ကူးတော့တကယ်လူအစ်စ်ကိုဓာတ်ပုံရိုက်ထားသလိုဖြစ်မနေပေဘူးလားဟုတ်ပြီဟုတ်ပြီ ဘဘကတိတ်ညံသွားတာကိုဒါကြောင့်လေသူများပစ္စည်းမတရားဖဲ့ခွေမာတာလူကြီးကို ပမာမခန့်နဲ့ထို့နောက်သာဘသုံးဦးဆိုင်ရာလုပ်ငန်းများကိုလုက္ကံ၍နေကြလေရန်ပြင်းတဲ့အမကြီးစောလူခံက၎င်း၏နေဘက်တွင်အခွန်တော်နှင့် ပတ်သက်၍စူးစူးပူပူဖြစ်မြေကိုအထုအုတ်ထင်းရမည်အခါမျိုးနှင့်ကြုံကြ၍နေလေ၏အကြောင်းမူကားရန်ပြင်းနေဘက်ရှိလိမ်မော်ချန်နှင့်တနက်ဖက်ထွက်သောဒေသများတွင်ရှေးအခါကတင့်လျော်သလိုကောက်ခံခဲ့ရာ ရဲဘက်အရာရှိတအူးနဲ့နီနော်တိုင်ပင်တော့ကလိမ္မော်တပင်လျင်6ပင်းလုံးတနတ်တပင်လျင်4ပင်းလုံးစသည်ဖြင့်အတွင်ကျိတ်အကြံပေးလေအကြံတွက်ချက်ကြည့်တော့ကအခွန်တော်တသိန်းကျော်ကျော်ဒုတက်ပြရှိမိကိုဒွေတော်မိလေရှမ်းနယ်သူနယ်သားတို့ကမဟာရာဇာဇော်ဘွားကြီးနှင့်အမတ်ကြီးဤဩဇာကိုအထုကြောက်ရွံ့ရိုသေကြသူများဖြစ်သည့်အတိုင်းစည်းကြတော့အခွန်တော်ကိုပေးကြလေတို့ရတွင် တွဲဖက်ယုံအရာရှိဤလက်အောက်ခံအချို့သည် ရှမ်းလိမ္မော်ချမ်းရှင်များကိုမြောက်ပင်ပေးပြန်သည်ဖြင့်အစည်းအဝေးများခေါ်လျက်လိမ္မော်တပင်လျင်6ဘဲနှုံးများကောက်ခံခြင်းသည်မိမိတို့အဖို့အလွန်နှနာကြောင်းတို့အတွက်အခွင့်များလျှော့ဖို့ပါမည်အကြောင်းနှင့်အကြက်တဝင်းရေးသားကစာတင်ရလေ၏တို့ကတွဲဘက်ရုံးအရာရှိ၏အကြံပေးချက်အရဟုလိမ္မော်တပင်လျင်တစ်ဘဲနှုံးတနက်ဘက်အချိန်တရာလျင်နှစ်ဘဲနှုံးကောက်ခံမည်ဟုကြေညာရလေ၏ ။ကုံတယ်များလဲထောက်ကားကြမှစိတ်ကျေနပ်လျက်တွဲဖက်ယုံအရာရှိကိုအထုကြီးညိုစိန်များပေါ်ပေါက်လာကြလေတော့ဤ။သောဘွားကြီးသည်အမတ်ကြီးနှင့်အမျိုးမျိုးနှီးနှောတိုင်ပင်လျက်ရှိလေ။အမတ်ကြီးမှာလုံလဝရိယကောင်း၍ညံသွားသူဖြစ်သည့်အတိုင်းမိမိအောက်ချော်ရနယ်ပယ်တွင်တိုင်းသူပြည်သားတို့ဤထင်မြင်ချက်ကိုလူယုံတရှုံများနှင့်တရင်ယူလေရှိရာကသောဘွားကြီးရွှေနာတော်ကြမဟုတ်ပဲတို့တို့တိတ်တိတ်ဖြင့်လကားပါကွာခုအမျိုးသားသောဘွားအုပ်ချုပ်တော်ကြည်စား ောက်လိုက်တဲ့အခွင်တော်တွဲဖက်ယုံအရာရှိတာမကယ်ရင်တို့တွေအကြက်ပေါ်ဇောဝါမအုတ်ချုပ်ပဲတွဲဖက်ယုံကြီးအုတ်ချုပ်လျင်တာပြီကောင်းပါပဲဟိုတော့အတန်များကြားသိရလေဤကိစ္စကိုအထက်တန်းစားအမျိုးအမြင်ကြည့်သူများမှအပညီသူများချင်းစားနိုင်ခြင်းမရှိမိမိတို့လက်ငင်းချမ်းသာသည်ကိုအခြေတည်၍ပြောဆိုခြင်းဖြစ်ရာကမိမိနေသူနေသားတို့သည်ဤတက်အကြည်ညိုပြတ်သောအုတ်ချုပ်၍ပြက်လိမ့်မည်ဟုအပူရပြင်းတွေးတော်နေကြရခြင်းဖြစ်လေ အမကြီးကမြန်မာပြည်အစိုးရသို့စာရေးသားရန်တွေးတော်နေရမှ အကြံချစ်၍နေလေ၏၎င်း၏စာများမှလိုရင်းအချက်ကကျွန်တို့နေ၌ရှိကအေးအေးသသာဆင်းရဲသားများကျင့်နေစွာအခွင့်ကောက်ခဲ့ကြောင်းတွဲဖက်ရုံအရာရှိ၏အကြံပေးချက်အရအခွင့်များပုံမူကောက်ခဲ့ကြောင်းထို့သောအခွင့်ကောက်ရာ၌တွဲဖက်ရုံအရာရှိ၏အကြံပေးချက်ကိုကျွန်တို့ဖော်မပြခဲ့သည်မှာရန်လူမျိုးတို့သည်တွဲဖက်အရာရှိအားမုံထားမည်ဆိုသောကြောင့်ဖြစ်ကြောင်း တို့ရာတွင်အခွန်အတွက်နေသူနေသားများစုပူသောအခါတွဲဘက်အရာရှိနှင့်တိုင်ပင်၍အခွင့်တော်များကိုလျှော့ချရကြောင်းထိုအခါ၌မူတွဲဘက်အရာရှိသည်သူ၏အကြံပေးချက်အရအခွင့်လျှော့သည်ဟုကြေညာထိုကြောင်းသောသောပြုမှုသည့်အတွက်အရင်ကံပြင်သောကျွန်ုပ်တို့အားနေသူနေသားတို့သည်အကြီးညိုပြည့်၍တွဲဘက်အရာရှိအားချစ်ခင်နှစ်သက်လာကြကြောင်းတွဲဘက်အရာရှိသည်ပရိယမသုံးဘဲသဘောယိုဖြစ်ကကျွန်ုပ်တို့သည်အခွင့်ပို၍ကောက်စင်ကတွဲဘက်အရာရှိ၏အကြံပေးချက်ဟုမဖော်ပြခဲ့သည့်ဖြင့် အခွင့်ရှော်သောအခါ၌လဲတွဲဘက်အရာရှိ၏အသာယူခြင်းကိုဆွန့်လွတ်သင့်သည်ဟုသဘောရကြောင်းဤသို့မဆွန့်လွတ်သောကြောင့်ကျွန်ုပ်တို့အစိုးရသည်အဖြစ်အပျက်အမှန်ကန်ကိုကြီးညာထုတ်ဝေရပြီဖြစ်ရာထို့သို့ထုတ်ဝေခြင်းသည်ကျွန်ုပ်တို့၏ပြုမူထိုက်သောဝတရားဟုယူဆကြောင်းတွဲဘက်အရာရှိ၏ပြုမူချက်သည်လဲမြမပြီးအစိုးရ၏ဘယောကမကင်းဟုအများတွေးထင်စေဖို့ရာအကြောင်းမရှိရန်မှာဤသို့ရှင်းလင်းခြေပါခြင်းသာလျှင်နီလန်ကောင်တစ်ခုဖြစ်သည်ဟုယူဆကြပါကြောင်း ။ဒါကြောင့်မလဲကျွန်ုပ်တို့ဤကဲ့သို့မလွဲ့မချောင်းသာအောင်ပြုမူခြင်းဤညံမျောမြင်ချက်အဓိကကအကယ်၍ရှမ်းလူမျိုးတို့သည် ကျွန်ုပ်တို့အစိုးရအဖွဲ့အားညှိတိန်သောစိတ်မရှိဘဲနေခဲ့အံ။မြန်မာနိုင်ငံတွင်၌မကျေနပ်သူတစုတို့သည်ကျွန်ုပ်တို့နယ်ပယ်သို့ဝင်ရောက်ခိုအောင်ကာထို့မကျေနပ်သူကျွန်ုပ်တို့နယ်သားများနှင့်ဘူပေါင်းကြံစီကနှိတ်ခွေရန်ခဲရင်မြေဟုတွေ့တော်မူသောကြောင့်မြန်မာပြည်အစိုးရအားတပုံထလိုသူများအတွက် ဖိနှိပ်ရန်စီမံရခြင်းဖြစ်သည်ကိုမြန်မာပြည်အစိုးရတို့နှိမ့်ချတော်မူလိမ့်မည်ဟုယုံကြည်ပါသည်။ထို့အတွက်တွဲဖက်ရုံးအရာရှိကိုနောက်အကဤကဲ့သို့မပြုမူရန်တတိပေးပါမည်အကြောင်းလျှို့ဝှက်သောဤစာကိုတင်ဆက်ရပါသည်။အမကြီးသည်စာကိုတရားစွာဖတ်ရှုပြီးနောက်စာသွားစာလာပြန်နံမြပြင်ဆင်ပြီးလင် အတွင်ဝင်များကိုပင်မခိုင်းစေတော့ပဲကိုယ်တိုင်လက်နှိမ့်ဆက်နှင့်တကြဲကြဲရိုက်၍နေလေ၏။စာများပြီးသောအခါအချိန်မဲ့ဇော်ဘွားကြီးစီတို့သွား၍ နှစ်ဦးရဲဒီတို့နှီးတော့တိုင်ပင်ကအချိန်တန်ကြာလင် ပြန်ခဲ့လေအမကြီးကထိုကိစ္စနှင့်ပင်အုံနောက်ရှုပ်ကအလုတ်အလွင်များလျက်နေလျာအချိန်စားချိန်များမှာပင်မမှန်အောင်ဖြစ်၍နေလေမိမိတို့ဤမြင်မာစောင့်မတ်သောကျွင်ပင်ကြီးများမိမိကြံစီထားသည့်ဘော်တွင်များ လိမ္မောကော်ဖီလဖက်စသည်တို့ကျေပြန်သောစင်ကြီးလျှော့တွင်စိုက်ပျိုးနိုင်သည့်မြေခွေများကိုနေနမိတ်နှင့်တကားဘော်လွန်အောင်စဉ်းစားမိလေ၏ တော့ရေသုံးရေဥရုကိုတင်၍ချလိုက်သည်လားမူသားတင်တိုက်တို့တကြုံကြုံတကြောင်ကြောင်မြည်ဟီရာကပြင်းထန်စွာရွာသွင်းချလိုက်လေအချိန်ကသကောင်ကျော်သုံးနာရီခန့်ရှိသည်ဖြင့်တမိကလေးကိုထင်းရောက်မြင်ရောက်ရင်းအိပ်ပျော်ခြင်းတို့ရောက်ရှာလေကိုထိုင်းကိုယုကိုနာကိုညာကြီးမောင်မျိုးညွန့်ညေကိုငါဥရုသည်ဇန်ကြောင်ရရှိအိမ်တိုင်တွင် တွေ့ဆုံတိုင်ပင်၍နေကြလေကိုထိုင်းမှာညီအကိုအရင်ဖြစ်စေကားမူမြစွာစိတ်မချရာ အတွင်ရေးစကားများကိုဥယင်းတို့အားပြန်ပြောလေရှိသည်ဖြင့်တယောက်မျက်နှာတယောက်ကြည့်ကဂုံညံကြီးကဟိတ်ကိုတိုင်းမင်းကိုဥယင်းကတွေ့ကျင်တယ်ဆိုတာဗားတဲ့လေဟင်မဘာမှမသိပါလားကွယ်ဟိုးမညာပါနဲ့ဥယင်းကငါ့ကိုပြောလိုက်တယ်မင်းတို့လည်းမှားပြီးပြီတဲ့မင်းနားကြလွဲလို့မသိတာပေါ့ခုပြောရာဥယင်းနဲ့ယင်းတွေတွေ့ဆုံရခြင်းပင်အလွန်ဝမ်းသာခြင်းရှိတတ်သည်ဖြင့်ဒါဖြင့်ကွယ်သွားလိုက်ဦးမယ်ခုထွက်၍သွားလေဤဒွေကာကြမှာ ကြံညီကိုလေဦးတို့စိတ်ချစွာဆွေးနွေးရလေ။အငယ်ဆုံးမောင်မျိုးညွန်းကစလျက်ကိုကြီးတို့ဘယ်နဲ့ကြံကြမလဲ။ဒီလန်းဒီစကန်တိုင်းပဲသွားကြတော့မှာလား။ခုမဲလေရမောင်ညံကြီးကအခုပြင်ဒီအတိုင်းသွားရမှာပဲကွ။ဒီပြင်လန်းကိုမတွေ့သေးဘူး။ဟာလန်းဆိုတာရှာမှတွေ့တော့မှာပေါ့။မရှာပဲဘယ်မှာတွေ့ပါမလဲ။ကိုကိုတို့သွားတဲ့လန်းဟာနီလျက်နဲ့ဝေးတဲ့ဝင်ကဘာလန်းပဲ။ကျွန်တော်တို့လမ်းဖြောင်းရှာကြစို့။ အခုကိုကြီးတို့လုံနေတာဟာဥင်းရဲ့ပြည့်ရယ်ဆင်တဲ့အထက်အတင်းတိုးနေကြတာနဲ့တူနေတယ်။မင်းတို့မအုပ်ချုပ်တတ်ဘူးဒီဆက်ယုံဒီရည်နံတွင်တတ်ထူတွင်တစ်တော့လုပ်ငန်းဆိုတာမလွယ်ဘူးနဲ့ပြောတယ်မဟုတ်လား။မလွယ်တာတော့အမှန်ပဲလေ။လွယ်တယ်အုပ်ချုပ်တတ်တယ်ဆိုတော့ဒီမွေတွေခွဲပေးမှလား။ရွှေရွှေရှူရှူတော့ဘယ်ပေးမလဲကွယ်။ကိုကိုတို့ဘယ်အလုပ်ဖြင့်တတ်ပြီးပေးပါလို့တောင်းရမှာပေါ့။တကယ်လို့တက်လျက်နဲ့တောင်းလို့မပေးတော့သူတို့အပြစ်ပေါ့။မတက်ဘဲနဲ့တောင်းတော့ကိုကြီးတို့အပြစ်ပေါ့။ ဒီစကားလိုချင်လို့ကိုကြီးတို့တမင်ဝင်ရောက်လုတ်ကန်နေတာဒါဖြင့်ငွေစင်းကန်ရမလားအချိန်ကြာလာပြီနော်ရင်နံလို့ဥစည်းပြရစီလို့ပြောရင်ကိုရပါမလားဟာဘာရပါအောင်မလဲကွယ်ခုတော့ဒီလောက်ပေးထားတာတော့သူ့သားများကကျင်းက်ပုံမရဘူးကွယ်အဲ့ဒါကြောင့်အကိုကြီးတို့အယူဆကိုရှေးကမှန်တယ်ထင်ပေမဲ့ခုပြင်ဗရားနဲ့တန်လို့တလန်းစီဖြစ်နေပြီဗျာဆိုရမအောင်ကွယ်မင်းကဘယ်လိုများသဘောရနေလို့လဲ ပထမရှိဦးစွာကျွန်တော်တို့မိခင်ကြီးရဲ့ကြွယ်ဝချမ်းသာတဲ့အစီအနှစ်ကိုတင်ပိုက်ခြင်းတို့မတရားညှန်းဆင်ပြီးယူခဲ့တယ်ဆိုတာအထူးပြောကြရမလိုဘူးနော်ဒီနောက်ကျွန်တော်တို့ကိုအမိုက်တင်ကျွန်တော်တို့ကမျက်စိကျဲလို့အခွင့်အရေးဆွေးမိလာတဲ့အခါဒီကောင်တွေဘယ်ဘက်ကမှမလှုပ်နိုင်အောင်ဆိုပြီးအမျိုးမျိုးဖိနှိပ်ခဲ့တယ်မဟုတ်လားကျွန်တော်အခင်ရဆုံးမို့အတိဆုံးပါကျွန်တော်တို့ကိုသူတို့ညာမယ်သူတို့ကိုမကျေနပ်တဲ့ကောင်လေးတွေကိုမွေဝေးကပိုက်လို့ထိမှတ်နေတာပြီးတော့ကိုကြီးတို့အဖြစ်ကိုကြည်အောင် ဆန်ဆက်မန်နေဂျာအလုပ်ကလေးကိုလက်ကဖန်ဖန်ကလေးပြထားတော့စက်ပန်းရောင်ရောင်ဘာရောင်ရောင်နဲ့နည်းနည်းဟန်ကြတယ်ပေါ့ကိုကြီးတို့တာမရတော့ဝရပါပကြည်စမ်းကျွန်တော်တို့နဲ့ပတ်သက်တဲ့ထောင်တောင်းမကလုံသားတွေဟာငတ်ဝက်ခေါင်ပါလူမတက်ဖြစ်နေကြတယ်ကိုကြီးတို့ကိုအပူပေးဖို့လုံသားတွေအပေါ်ကအချိုးကျအခါကြီးငွေလျှော့ပေးပြီးအဲ့ဒီကငွေတွေကိုလှည့်ပေးတာပဲလို့စုံစမ်းသိရတယ်ဒီတော့ကိုကြီးတို့ခံစားမှုဟာသူများဆင်းရဲဒုက္ခရောက်စေပြီးမှရရှိတဲ့အတွက်ဘယ်နည်းနဲ့မှမကောင်းဘူး နို့ညီလေးကဘယ်နဲ့များကြံကျင်သေးတယ်လဲကိုကြီးတို့ပူပူကက်ကက်နေကြတဲ့လူတစုကကျုပ်တို့ဓာတ်နဲ့မကျေနပ်ဘူးရည်နံတွင်လည်းအုတ်ချုံမယ်တတ်ထုတွင်လည်းအုတ်ချုံမယ်လို့ညီညီညွညွတတန်တဲ့ညီကြပါလားညီလို့မရတော့ကောမရရင်သူ့လက်ကစားမလုံနဲ့အလုံးထွက်ခဲ့ကြထွက်ပြီပါလို့ရမှာလဲတို့ငတ်ခံရမှာလားယောက်ျားပါထမင်းမငတ်နိုင်ပါဘူးမဖြစ်စလောက်နဲ့ဘာလို့သူများနှုတ်သက်ခံပြီးနေကြတာလဲကိုကြီးတို့သားမြေးမြစ်လက်ထက်မှာနာမည်မအိုရစ်ပါစေနဲ့ မင်းကထွက်ခဲ့တာဆိုတဲ့အလွတ်တော်မပြဘဲကိုကွယ်။ဟိုမတရားယူထားတဲ့အင်တော်ပစ္စည်းကိုကိုကသူတော်ကောင်းလုပ်ပြီးတရားတဲ့နီလန်းနဲ့ပြန်ရတယ်လို့ဘယ်ဘွားကကြားဘူးတလဲ။တန်ကိုကြွက်စားတော့သူ့သားကိုဆွင့်ချီလိုက်တာပေါ့။ကိုကြီးတို့လိုက်နာမယ်ဆိုရင် ပြောမယ်။ခုတော့မပြောသေးဘူး။ကြက်ကြက်စဉ်းစားကြပါ။ခုပြောစောကညွညွနဲ့ကွန်နာသည်ထိုင်ရာမှထားကြလေ။အမတ်ကြီးသည်နောက်တစ်နေ့ဆက်ရာက ထားတော့ကအခိုင်အစင်များပြုတ်မှုလှုပ်ဆောင်သည်များစစ်စစ်ကြည့်ရှုပြည်လျင် ဟောနန်းတို့ထွက်ခွာသွားလေ။ဟောနန်းတွင်မဟာယာစာစောဘွားကြီးနှင့်ဒိုင်မင်နန္ဒမြဒိုင်မင်ပြည်နောက်ယခင်စာအိတ်ကိုချိတ်တဆိတ်ရိုက်နေကမြန်မာပြည်အစိုးရစီတို့တင်ပို့လေ။နန်းနဲ့ဆယ်နာရီခန့်တွင်နေအိမ်တို့ပြန်ရောက်လာရာအတွင်ဝင်ကိုယ်တိုင်ရီဂျစ္စတာနှင့်ဇာတ်ကောင်ကိုယူဆောင်လာသဖြင့်လက်မှတ်ထိုး၍ယူလိုက်လေ။အတွင်ဝင်လည်းအယုဒေပေး၍ထွက်ခွာသွားသောအခါစာအိတ်ကိုဖွင့်၍အတွင်ကအရာများကိုထုတ်ယူလိုက်ရာဇာတ်ကောင်နှင့်မိမပြောယောက်ျားပြောနှစ်ဦးတွေ့လျက်ရိုက်ထားသော ၆လက်မှဓာတ်ပုံတပုံကိုပါတွေ့ရလေ။ဇာတွင်ဥအင်းနှင့်သားများရေနံတွင်တပ်ထူတွင်တစ်တော်များပိုင်ရှင်ရန်ကုန်မြို့မှလေးမျိုးသားအမကြီးမင်းတို့ကြားရောက်အစီရင်ခံပါသည်။လူကြီးချင်းဒိုင်းပင်နှိမ့်တော်ကြဘူးသည့်အတိုင်းသားမောင်လူဝတ်ကိုအရေးအကဲခတ်စေပါသည်။မောင်လူဝသည်ကျွန်တော်ဤသားမို့ချီးမြှောက်ရေးသားသည်ဟုဆိုလျင်ခံရပါတော့မည်အလွန်ရိုး၍နှုတ်အလွန်နှဲပါသည်မိန်းကလေးမြင်လျင်သူကအရင်ထွက်ပြေးမိသူဖြစ်ပါသည် ။တဏိတော်ကသူ့အကဲတိယံသမိတော်ဤထံသို့ဆေလွတ်ပါသည်။သမိတော်သည်အဖက်မတန်မချေမငန်ပြောဆိုလွတ်လိုက်ကြောင်းကိုသိရပါသည်။ထိုတို့မြတ်မကညွန်းညွန်းနှင့်သူသည်ဘယ်အခါမှပြက်ဆဲမည်မဟုတ်ကြောင်းအတိလင်းပြောဆိုလိုက်သည်ဟုလည်းသာထံမှသိရပါသည်။ကျွန်တော်ဤသာအားတငယ်မမြစ်တာမျှမမျှကိုကသူဤသဘောတိုင်းဖြစ်၍ငစုံတရားမနှောက်ရက်လိုပါ။တို့ရတွင်ညွန်းညွန်း၏အကြောင်းကိုတငယ်မမသိသည်မှအထုဝန်းနှင့်နှမျောပဲကောင်းပါသည်။ ျွန်တော်တို့လည်းအမှန်မင်းနဲ့မိတ်ဖြစ်ဆွေဖြစ်အမှန်မင်းဤအကျိုးကိုလိုလားသည့်အတိုင်းညွညွအကြောင်းထမှန်စုံစမ်းကအခြားမိမကလေးတို့ဦးနှင့်ချစ်တင်နှီးနှောနေခိုက်ဓာတ်ပုံရိုက်၍ယူခဲ့ပါသည်ဘုရွတ်ဓာတ်ပုံမှာညွညွနှင့်အခြားတငယ်မှာတူဦးဤပုံဖြစ်ရာသမီးတော်ကလေးကိုထိုဓာတ်ပုံမမြင်စေဘဲအခြားနှီးနှင့်သတိပေးလျင်တင်လော်လိမ့်မည်ဟုထင်ပါသည် မောင်အင်းအမကြီးလည်းစာကိုဖတ်ပြီးနောက် အမတ်ကြီးကရာနှင့်တိုင်းပင်မြေစိတ်ကူရာမအကျိုးထူးမြေမဟုတ်ဟုတွေးမိပြန်သည်ဖြင့်မိမိဘာသာဥယင်ထံသို့စာရဆောင်ရေးလေ။တထေမင်းဤစာနှင့်ဓာတ်ပုံကိုရ၍အထူးကျေးဇူးတင်ပါသည်။သမီးတော်သည်စင်ကန်တော်တော်ပြုမူတာသောစိတ်မရှိပါ။သူသည်ဟိုတငယ်ဤတစုံတရာလှက်ပတ်ထားရောက်ခြင်းတွင်နာဝေကဆွဲလန်းမြေထင်ရတော်လဲအကြောင်းစုံကိုသိရှိက တိုးတက်မိုင်မှားမြေမဟုတ်ပါ။ ထွက်ကားတထေမင်းဤသားနှင့်နှိစက်ဖို့ရာတကားတစ်ဖက်ပွင့်မြီဟုယုံကြည်ပါသည်ထို့သောရေပြည်နောက်ခင်စောဦးထံသို့စားရဆောင်ရေးပြန်လေ၏ဘဘစာရေးလိုက်သည်တမိအစောတမိသည်အထက်တန်းပညာများကိုသင်ကြားနေသည်ဖြစ်သည်ဖြင့်အတော်ပင်အမျောမြင်ညာနှင့်ပြည့်စုံလိမ့်မည်ဟုထင်ခဲ့သည်တမိသည်ဘဘအပေါ်၌ဂရိထားကြပြီးနောက်ထိုဂရိအတိုင်းမတီကြည်ဟုကြားသိရသည်ထို့သောကြားသိရသောသတင်းသည်မမှန်သတင်းဖြစ်ပါစေဟုဘဘဆုတောင်းသည် မင်းကလေးတို့မြေဒီမှာတစုံတူနှင့်မြေတာကုဆက်ပြီးနောက်လွဲပြောင်းပြမှုအပ်သည်မဟုတ်ကြောင်းကိုဘဘလည်းအယူရှိသည်တို့ရတွင်မိမိအားအချစ်ကုသူသည်မိမိတူရဲမဟုတ်ပဲထင်ရတွေ့ရလိုက်စား၍မိမိကိုလည်းနောင်ရွေးအတွက်စိတ်မချရခဲ့သော ထိုလူလင်မျိုးကိုဆွဲလန်းနေသော မင်းကလေးတူတယောက်အတွက်တနာဝယ်အဖြစ်သည်မအပချီးမွမ်းရန်လုံးဝမရှိချေယခုအခါ၌ဘဘမှာသမီးပေါ်မှာသာမဟုတ်ဟိုတငယ်ဤပေါ်တွင်လည်းအပြုအမူအသွာလား အစခတ်သိမ်းတရှိုးထား၍စုံစမ်းကြရာခုအခါစာနှင့်အတူဘာလာသောပုံကိုကြည့်ခြင်းအပြင်တည်နိုင်ပေသည်ထိုပုံသည်ထိုတငယ်ဤပုံမဟုတ်ဘူးဟုညင်းဆိုနိုင်ကဘာဘယခုရေးသားသောစာကိုပြန်လည်စဉ်းစားရန်အသင့်ရှိသည်သမီးဤစိတ်ကိုမြည်တို့ဆုံးဖြတ်စေဟုဘာဘကညွန်ကြားသည်ထက်သမီးအလိုလျောက်သဘောပေါက်အောင်နည်းနည်းစွာဆုံးဖြတ်ကတာ၍တင့်လျော်မည်သမီးသည်ဘာဘဤရင်ခွင်ပေါ်မှကြည်ပြင်းလာသူဖြစ်သည်ဖြင့်ဘာဘရေးသည်မြဘာဘဤအတွင်သဘောနားလည်လိမ့်မည်ဟုယုံကြည်သည် ညတညတွင်ကစပလန်းတွင်ရှိဦးအင်းဤတိုက်ကိုလန်ဓမီရောင်တွင် မမမမကြီးဒီနေဒီကိုမြင်နိုင်လေ။တကောင်ကျော်အချိန်ဖြစ်သဖြင့်တိုက်သူတိုက်သားများအလုံးအိပ်ပျော်နေကြလေ။ဦးအင်းဒီကအကြံနှင့်ဖြစ်သဖြင့်အိပ်ပျော်ခြင်းရောင်ဆောင်ရမအသာအယာထား၍လာလေ။ထို့နောက်မိဂန်တစ်တာထားရာအခန်းစီသို့လာပြီလျှင်မိဂန်တစ်တာကိုမိမိတွင်ပါသောသောနှင့်ဖွင့်လေ။ငွေဆက်ကူများကိုအသာဆန်းလျက်၅00ဘုခန့်နှုတ်ယူပြီလျှင် သစ်တာကိုတော့ပြမပေးဖဲစိတ်ယုံသာစိလျက်မိမိကြံဖန်ယူငင်ထားသောမျိုးညွင့်ဤလက်ကင်ဘဝတထဲကိုမိကံသစ်တာဤတွင်ချထားခဲ့လေထို့နောက်မူကားအချိန်မပြတ်အရာတွင်ဝင်၍နေလေဤကဲ့သို့ကြံစီခြင်းမှာအခြားကြောင့်မဟုတ်မျိုးညွင့်သည်မိမိတိုက်တွင်ရှိကမိမိအားသေးချောင်းကြံစီမိကိုတွေးရင်တည်းကြောင်းတဖန်မိမိတို့ကညွညွန်အားတေချောင်းကြံသောမိမိတိုက်ကြီးလုံုံ၍ကြံစီရန်ခဲရင်သည်တေချောင်းများကြောင့်ဤတိုက်ကနှင်းထုတ်ရန်နီလန်းရှာဖွေခြင်းဖြစ်၏ နောက်တနည်းနန်းနဲ့လင်းသောအခါမျက်နာမြတိပြိနာဥယင်သည်မိဂံတိတာရှိရာသို့သွား၍ကြာကြာတည်းအမူအရာနှင့်ပြန်ထွက်လာလေ။ဟေ့မေမမေမမနေ့ကမိဂံတိတာဖွင့်သေးသလား။တော့မှကျမလက်ထင်မထားတာဖိနေလို့ဖွင့်ရမှာလေ။ဟိုက်တခါဖြင့်ခက်ကပြီ။ဘယ်လိုသခုံးများကြံစီတာပါလိမ့်။ဟုတ်ဖုံးရှိရာသို့သွားလျက်ဗလိတ်ကိုတိုင်လေ။ ဆယ်မိနစ်အတွင်းပလိပက်ကလူများရောက်လာသောအခါမိဂန်တတာဖွင့်၍ငွေ9000ဘုံငွေဆက်ကူများပျောက်ဆုံးကြောင်းနှင့်တိုင်ကြားလျက်ရှိလေ။တိုက်တကားတွေကမဝင်ဘူးလားခမညာ။ဒီလောက်ကြီးကြီးကျယ်ကျယ်ခိုးတဲ့သကိုးဟာတိုက်တကားတွေဖွင့်ရမှာပေါ့။တိုက်တကားတော့မဝင်ဘူး။ဒါကြောင့်အစင်းစားရကြက်နေတာပေါ့။အလို့မိဂန်တတာနီးမှာခြေရာအဆနာက မတွေ့ဘူးလား။ခြေရာအဆနာလည်းမတွေ့ဘူး။ဟောဒီလက်ကင်ဘဝတစ်ထဲမိဂန်တတာနာကတွေ့တာပဲ။ဟုတ်ထုတ်ပြရာဟာ။ လက်ကင်ဘွားမှာပြင်းပြင်းနံပါတ်နဲ့ပဲဒီအစနာကိုအလွယ်တကူတွေ့ပါလိမ့်မယ်စေနာကြီးမှာကျွန်တော်တို့အကြောင်းပြန်ကြပါမယ်ခုဆို၍ထွက်ခွာသွားကြလိမ့်မြို့ညွန်းနဲ့မောင်နှကအိယာထမျက်နှာသည့်ကော်ဖီတောက်ပြည်လျင်တယောက်ကသတင်းစာများဖတ်လျက်နေ၍ကိုနာကသချင်းတအေးအေးနဲ့နေလိမ့်ကိုနာရေခန့်တိုင်၍ရေမိုးချိုးပြေးရသောအခါအပြင်ဘက်မှအတန်ကြားသဖြင့်ညေကိုနေရာစလုံးထွက်ခဲ့ကြလိမ့်ပလိယာရှိသည့်ဦးအင်းအားကြည့်လျက်လက်ကင်ဘွားရှင်ကမောင်မျိုးညင်ဖြစ်ပါတယ် ဒီတော့သူ့ကိုယခုဝတရားတိုင်ဖမ်းဆီးမှာပဲဟုတ်မတရားလိုက်ရာဦးအင်းဒီလက်ကာ၍ထားလျက်အိုးကျုပ်အထင်မှားလေခြင်းကျုပ်ဟာသူငငယ်ကတုတ်တင်ကျွေးမွေးလာတာမို့စကားမဆုံးခင်ညွညွန်ကအံအားတင်သောမျက်နှာနှင့်ဘာဖြစ်တာတုံးဘယ်နာလဲဟုတ်ကြပါကြတယ်ကြားဖြတ်မေးမြန်းရာညကမိကန်တစ်တာလူဖွင့်ပြီးငွေ9000ဘူးခုတ်ယူသွားတယ်လူကလေးရေခုမိကန်တစ်တာနာကတွေ့တဲ့လက်ကင်ဘွားကလည်းနင့်လက်ကင်ဘွားဖြစ်နေတယ် အတာလီစမ်းမအောင်မေမာရဲ့မင်းမဆွတ်စမ်းပါနဲ့တိုက်တကားလည်းမပွင့်မိခင်တိတာသာပွင့်ပြီးငွေပြောက်တော့စမ်းပါတယ်လို့အောက်မိတ်နေတာဒီမဲ့မိတ်ဆွေတားဆိုတော့မကောင်းပါဘူးဒီတော့ပလိတ်တိုင်လားဘာလားမလုပ်ပြရစေနဲ့မိတ်ဆွေဆောင်ရွက်တဲ့အတွက်ဒါကလေးကျေးဇူးဟုတ်ရာဒန်တခြားကိုလက်ဆောင်ပေးလျက်ပလိတ်အရာရှိကိုလွတ်လိုက်လေညွညွန်ကအန်ကျိတ်ကလက်သည့်ဆုံးပေးလျက်ရှက်သေးဖြာသောမျက်နှာဖြင့်ဒါခမညာညံပေါ့ခမညာကျွန်တော်ကိုဆွဆွဲမလို့ ဆွဆွဲစရာမလိုဘူးလက်စုပ်လက်ကင်မိနေမင်းဟာတဲ့လေကျုပ်ခင်ဗျားကိုခုချက်ချင်းကင်ပေါက်ပြေးဝင်တယ်သိရလားဟုတ်ပြပြဆောဆောလက်စက်ကိုထား၍ညှရာတော့မမာသည်ပြပြတလဲဟေးဟေးဟေးလူကြီးမောင်မတော်ဘူးဟုတ်အတင်းထား၍ဆွဲလေကုဏကခလန်လန်ကဆိုပါကြီးတခုကိုမနိုင်တနိုင်နှင့်ထမ်း၍လာကဥအင်းအားပေါ့မြေလော့ရာတော့မမာသည်အပြည့်ကလေးသွားလျက်ဟေးမောင်နာမိမိကိုနှိမ့်စက်တာလား ဟုဆွဲငင်ထားသဖြင့်ကိုနာမဆူဖာနှင့်လူပါရော့၍လဲလေနေစမ်းပါဦးကွယ်အကျိုးကြောင့်ရှင်းကြဦးမှာပေါ့ဘာရှင်းစရာလို့တလဲကျွန်တော်တို့တလုံးသူများပစ္စည်းဆိုရင်အတချောင်းတောင်မှမယူဘူးဘူးကိုရင်းကလည်းရှင်းပစ္စည်းကိုအထောက်သူလွတ်နေသလားမှမသိရတာဟေးငါသားမှမလွယ်ဘူးကြည်စမ်းငါကလည်းကင်ပေါက်ညှစ်တတ်မဲ့လုပ်သေးတယ်ငါပစ္စည်းလည်းယူသေးတယ်ဒီတော့မင်းတို့ဘယ်လောက်တရားလွင်တယ်လဲငါမင်းတို့ကိုဒီတိုက်မှာတာရှည်ထားဖို့မလိုဘူး ဟဲ့ကျွန်တော်တို့ကလည်းမနေကျင်ပါဘူးသွားမယ်အခုသွားမယ်ဟုတ်ထားကြကအဝတ်တော်ကလေးများကိုပြင်ကြရာဒေါ်မမာသည်ကြာရခက်လျက်အိုးတာကြီးများဘာလို့သွားရမလဲမင်းတို့မသွားရဘူးဟုတ်ဆုံးမြင်လျက်သားများအခန်းသို့သွားမည်အလို့ဥယင်းသည်ဒေါ်မမာ၏လက်တစ်ဖက်ကိုဆောင်ဆွဲလျက်လက်သည်ဆုပ်ပြသဖြင့်ရှေ့သို့မတော်ဝင်ဖြင့်၍နေရှာလေတော့၏အေးသွားကြငါလည်းမင်းတို့ကိုဘယ်အထိညှင်းဆဲနိုင်လဲဆိုတာမင်းတို့သိမယ်လူကဲ့ရဲ့မှာဆိုလို့ွား ွားအခုထွက်သွားညွညွညအထုပ်ပိုးပြင်နေရကလုတ်ပါခမတက်နိုင်တဲ့တနေ့ကျွန်တော်တို့အဖေတိုက်ကြီးကအပြင်ထုတ်နိုင်တယ်ထောင်ချနိုင်တယ်မတရားတက်နိုင်တယ်အမစိုးခမလုတ်နိုင်တယ်နှုတ်ဝိမဲ့သင်္ခါရသဘောအတိုင်းဆိုရင်ခမတို့ကိုကျွန်တော်တို့ကရင်လဲပြန်နိုင်ရမယ်ဒီပြင်ရန်သူတူဦးကရင်လေခမရတို့တမျိုးလုံးကိုဖြုတ်တဲ့သူပေါ်မယ်။ကဲအထုံများကြည့်ဦး။စောင်းတစ်ထဲနှစ်ထဲနဲ့ အဝတ်သုံးလေးတွေပဲပါတယ်။ကဲမမီတာကြီးများသွားတော့မယ်။ခုအထုပ်ကလေးတွေချလိုက်ကြတော့ကြရတော့မမမမျက်ရည်တွေတွေစီးစင်းလေးရဲ့ငှက်သားများပြီးမတိရမကြီးပဲသွားလိုက်ရမှာညနာပွင့်လန်းချမ်းသာကြပါစီတာကြီးတို့ရေတာကြီးတို့ရေမိမိတော့ထက်မတက်နိုင်သေးဘူးကွယ်မိမိလည်းမကြခင်မင်းတို့စိတ်နဲ့တရားလိမ့်မယ်ကွယ်ခုလည်းလဲစွာငိုကြွေးလိုက်ရအလွန်စိတ်ခံသောညွညွမင်းမျက်ရည်ဝိုင်းလျက်နေမိလေ ကိုနာမမူနှစ်တျှို့ျှို့ဖြစ်လျက်ညီကိုနှစ်ယောက်တိုက်ပေါက်ကထွက်ခဲ့ကြလေ။ကိုရင်ရှင်မရဆက်ဘူးလား။ဒီလူကိုနှင်ထုတ်အောင်တော့စားဖို့တတ်ဖို့နေဖို့ထိုင်ဖို့အတွက်ငွေကြေးပေးဖို့ကောင်းပါလေ။အခုတော့အမမင်းကမင်းသားများထိလို့နာသလား။ဒီကောင်တွေဟာတို့ကိုဒုက္ခပေးနေတဲ့ကောင်တွေ။တို့ကိုပြန်ပြီးဒုက္ခမပေးရင်လို့နှင်ထုတ်လိုက်တာသိရလား။တော်တော့မတရားဘူးကိုရင်။ဘာ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 မတရားတာလဲ။ ကိုင်မတရားအောင်ဟုတော်မာမာဤနတဲ့ကိုဘယ်ပြန်ညာပြန်တွင်းထုတ်လိုက်ရာမိမသားတော်မာမာမာပြော့ခွေလျက်လက်ကျသွားရှာလေ၏အမလီကိုပေါ်ရီကိုသားရီနေမမရဲ့အဖြစ်ကိုကြည့်လေပါအောင်ဟုအတန်ထွက်အောင်ပင်ငိုကြွေးပြန်လျာအမနိလင်လူအပတုံးကိုတတ်ရသေးသလားဟုရှုပနာစီရာသောခြေဖြင့်လိမ့်ကံပြန်ရာဒေါ်မမမနာကျင်လာသည်ဖြင့်တွင်လိန်၍ခံရရှာလေ၏ဥင်္ဂါ လောကမှာကို့သားသမီးအရင်ကလွဲရင်ဘယ်သူမှမယုံရဘူးကို့မရလည်းမယုံရဘူးခုမြေတွင်တာတွေက ထွက်ခွာသွားလေထွက်ခွာများမှအနာတို့ချင်းကဝင်သော အစေကံမာကလေးတို့သည်တောင်မာမာအပွေယူလျက်အိယာဘော်တို့တင်ရလေနာပလင်သွေးစေပလင်များဖြင့်ရာရာခတ်ပြည့်စုံနေကြရာတောင်မာမာမာမျက်ရည်တွေတွေစီးလျက်အိုးလူကလေးတို့ရဲ့သားကြီးတို့ရဲ့ကိုပေါ်မရှိတဲ့အခါမင်းတို့မျက်နှာနဲ့မိမိစိတ်ကိုဖြည့်ရတယ် မိမိဟာဒီပထွေးစုနဲ့အကြောင်းပါရလို့မိမိသားများကတိလင်ဒနေကြရရှာနေဆိုတာမိမိပြစ်တယ်ကွယ်မလေးအခုတော့မိမိဘာမှမတက်နိုင်ပါပဲခင်လားမိမိသားများယောက်ျားကောင်းပြီးပြီးညီညီညွတ်ညွတ်စူးစမ်းမှတက်တာခွင့်ရကြမှာပါလားကွယ်လူကလေးတို့ရေအော်ငါသားကလေးတွေဘာလို့ခင်မမရှိဘယ်သူကထမင်းကြွေးလို့ဘယ်သူကအဝတ်စားပေးကြမှာလဲ မိမိနဲ့တော့ gain မဟုတ်ဦးရှုပ်လှတဲ့လောကကြီးသူတို့ပြီလို့မတရားဆောင်ပြီမဲ့တရားကလူကိုမဆောင်ပါလားနော်ဟုတ်ဝမ်းတွင်မချစ်သမျှဖွင့်ဟညီတော်နေရာ မမသတိထားပါဦးမမဟုတ်အစေကမာကလေးများကသတိပေးမှအတန်တိတ်၍သွားလေဒေါကဦးကောင်နှထင်ကနာပေါင်သားများမှဖူးယောင်ညုံမဲ့လျက်ရှိသည်ကိုတွေ့ရှိရသောက လင်းစုံမရတဖဖဟုတကဲ့သို့ အိမ်တောင်ကြီးချင်းဆက်လက်၍ကိုသားသူသားဘယ်လိုကြသောဇနီးခင်ပွင်းတို့တွေ့ကြုံတတ်သည့်ဓမ္မရာကဤဟာမျိုးပေပဲဟုစိတ်ဆွဲတန်ဝေကယူမိနေပြန်လေတော့ဤအစီကံမကလေးများလည်းမျက်စိမျက်နှာမကောင်းဖြစ်၍နေကြရာဓမ္မမာသည်တစုံတရာကိုတွေ့၍ငေးမောနေရရှာလေသည်ခင်စောဦးကမောင်မျိုးညွတ်၌ဘေးရန်တစုံတရာမထီဟုသိရှိရကလေးကဝမ်းမြဝမ်းသာဖြစ်ကခြေလမ်းများတွက်လျက်ပေါ်ပါလင်းမြန်၍နေလေ၏။ကျောင်းသို့သွားရန်အတွက် ဇရုံအဝေစာခါတိုင်းတဲ့လှပစွာဝွေ၍ကဘတပြီးမဆောနန်းနှင့်အတူထွက်ခွာသွားလေ၏။ကြောင်းစင်သောချိန်တိုင်းလဲသမင်းမိန်လျက်သတင်းစာများမဂ္ဂဇင်းများကိုမိမိအခန်းထဲ၌တယောက်ထဲဖတ်ရှုနေလေ၏။ဒုက္ခမတပံမောင်မျိုးညွင့်ဤဓပ်ပုံကိုထုတ်ယူကအာရပါရဝဝကြီးစူးစိုက်ကြည့်ရှုနေလေတော့၏။ဒုက္ခတုနေရာကမောင်မျိုးညွင့်တကယ်ပေါ်လာပြီလင်အနာကဘီဒီဒီခရတာတာပြုလုပ်နေသည်ဖြင့်လက်နှင့်အသာပုတ်လိုက်ရာ ကရင်တိုင်းကိုပုံမိရာမသတိရ၍ယုံမိလေ။ထုံညသည်ကခင်စောဥဤအပြောဆုံးညဖြစ်၍နေလေ။စိတ်ကူးနှင့်မြူလျက်နောက်တနေ့မိုးလင်းခဲ့လေ။ကြောင်မသွားခင်တွင်ဇာရဆောင်ရရှိသည်ဖြင့်ဖွင့်ပေါက်ဖတ်ရှုရာခမည်းတော်ကြီးစီကစာဖြစ်၍နေလေ။ဇာကိုဖတ်ရှုရသည်ဖြင့်စိတ်နှလုံးလေးလံလျက်ဖြစ်နေစဉ်မောင်မျိုးညင်းနှင့်မိန်းကလေးတို့တွေ့လျက်ဓာတ်ပုံကိုမြင်ရသောအခါသတိလစ်မြည်ခဲ့သောဖြစ်သည်ဖြင့်စိတ်ကိုအတော်တင်း၍ထားရလေ။လေးလံနှိကန်သောခြေလမ်းများဖြင့် ်အိခန့်ဂရင်ကြီးတို့လျှောက်လာပြီလင်အညိုကြီးနှင့်ပြည်တော်တကဲ့သို့ကိုကိုမှွေရပေါ်သို့အတင်းပြလဲလိုက်လေမြေရတို့ကမဆဲနိုင်ရှာတော့ချေစိတ်ရှိသည်မြခေါင်းအုံတွင်ခေါင်းမြုပ်၍ငိုကြွေးနေရှာလေတော့သည်ရစ်စပါပြီကုကုရဲ့ခုတို့ခုတို့နဲ့မိနေတဲ့တခုလိုလက်စုပ်လက်ကင်မိနေပါမကောအစောဟာဘာမဆိုကုကုကိုယုံခဲ့တယ်ပြိုင်းကို အနဲ့ပြောတော့နဲ့တယ်လှုပ်လိုက်တယ်လीနောက် နောက်ကဥယင်တို့ပြောသမျှလည်းကိုကိုကိုမနာလိုလို့ပြောကြတာလို့ပဲထင်ခဲ့တယ်လေအခုတော့အစောကိုမညာမတာပြမှုပုံတွေပေါ်ပေါ်ကြီးပေါ်နေပါဘကောကိုကိုကိုအစကဒီစိန်မျိုးဒီညာမျိုးမရှိဘူးလို့အောက်မိမိတယ်လူပလီကြီးရဲ့အကြံကြီးပါပြီရဲ့အကြံရင်းစစ်ပါပြီရဲ့အစောကိုပြောင်ပြောင်ပြောပါတော့လားအစောပြင်ကလွဲလို့ဘယ်သူနဲ့မှမတွေ့ပါဘူးဆိုစသည်ဖြင့်အယူမာကလေးပမာထင်ရာကိုကြိတ်တို့တို့တိတ်တိတ်ဆုံမြည်လျက် အပူပွားနေစဉ်ဒေါ်ကြီးနှင့်မဆောနန်းတို့ဝင်ရောက်လာကြသဖြင့်စာနှင့်ဓာတ်ပုံကိုအသာချ၍တွေ့ဝေကနေလေတော့ဤတို့တော်ကတူမကြီးစိတ်ကွက်မှဆိုလို့မပြောတာရုပ်ချောပညာရက်ဆိုတာအလွန်ခက်တာယုံရဖို့ခရင်နေညာရှိတော့အစောရှိမှအစွန်းစာမထွက်ပဲလူရိုးလိုနေမှာပေါ့တော်ပြီတော်တော်ဒါတွေနားမထောင်မရစေနဲ့ကျမကိုခဏိကစပြီးဘယောက်ျားเจ้าမှမပြောပါနဲ့တော့ပြောရင်အစောအသက်နဲ့ကိုမြင်မဲ့မဟုတ်ဘူးဟုတ်တယ်မာသောအမှုရာနဲ့ပြောကား ကိုင်းအစော့ကြောင်းသွားတော့မေကထုတ်ဟုစိတ်မသက်သာသည့်ဟန်နှင့်အဝယ်အစားလဲလဲ၍နေလေခင်စောဦးဤစိတ်၌မောင်မျိုးညွန်းနှင့်နှစ်ကိုချင်းတွေ့ကအာရပါရရန်တွေ့ခြင်းစိတ်အကျိုးအကြောင်းပြောခြင်းစိတ်များပေါ်ပေါက်နေလေမောင်မျိုးညွန်းပေါ်၌စိတ်နာစရာရှိလျက်စိတ်လဲမနာနိုင် မုံလဲမမုံနိုင်ဖြစ်ပေါ်နေသောအခါမိမိစိတ်ကမိမိအပြစ်တင်လျက်သာ၍ယူကြုံမရဖြစ်၍နေလေ။အင်းအားဆောင်တွင်နေကြသောရှမ်းပြည်နယ်ကကျောင်းသူနှစ်ဦးသည် ခင်စောဦးကအမြဲအကဲခတ်စောင်းလျှောက်လျက်ရှိကြလေ၏ခင်စောဦးကသင်္ကန်းစာပြောင်းတိုင်းအခန်းပြောင်းတင်ကြရတော့လဲဇာတွင်စိတ်ဝင်စားနိုင်ပဲမဆောမြကိုသာကြည့်ရှုနေလေ၏အင်္ဂလိပ်စာသင်ကြခြင်း၌ကမဆောမြအားလက်နက်သစ်လောက်စာကလေးနှင့်အစောတိုင်မင်းရင်လို့အပြင်ခဏထွက်ခဲ့ပါဟုဆိုပြီးလျှင်၎င်းကအရင်ထွက်ခဲ့လေ၏မဆောမြလည်းခင်စောဦးနှင့်စကားမပြောရသည်မှအတော်ကြသည်ဖြင့်အမတ်တမတ်ထွက်လိုက်သွားပြီးလျှင်ကြည်ကံမျက်စိကဲ့သို့ဟိုသည်ကြည်ရင် ။ဘာလဲဆောင်။ဦးညည်ရီဆုလို့ပါလား။ဟုတ်ဆိုလိုက်ရာတာ၍လွန်စွာပေတကယ်တို့ဖြစ်ဖြစ်လျင်ရှား၍လာလေ။၎င်းဤလက်ထက်ကဗလာစာအိုကြတွင်ညှထားသောမောင်မျိုးညွန့်တို့ဇုံတွဲပုံကိုပြရာ။ဦးသူဒီလိုမဟုတ်ပါဘူး။ညမသူ့အကြောင်းသိပါတယ်။ဒီလိုအစားမဟုတ်ပါဘူး။နို့တတိကံကြီးကထင်ရှား ထိုအခိုက်သင်္ကန်းစာအချိန်စိတ်၍ကျောင်းသားကျောင်းသူများထွက်လာကြသဖြင့်ခင်စောဥသည်ဗလာစာဥကိုလင်းမြန်စွာပိတ်ကာ၎င်း၏မှတ်စုစာအုပ်များကိုဝင်၍ယူငင်ရလေ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာဆရာကြီးမဟာဆွေဤတို့မိမိဆိုတဲ့ဝိတုစာအုပ်ကိုအပန်းရှင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ။ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါရခင်ဗျာ။ ကျွန်တော်တို့အားလုံးအပိုင်ကိုမှရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ